မန်ယူကွင်းလက်လူဟောင်းနဲ့ထိတ်တန့်ရင်ဆိုင်ရတော့မယ်မြမလွေရှင်အသင်းမြမလွေရှင်မျိုးသားဘောလုံးအသင်းကအာရှဖလားချေစစ်ပွဲစဉ်မှာစီးရီးယားအာဖဂန်နစ္စတန်ပါကစ္စတန်တို့နဲ့တအုပ်စုတွေကြာလိုနေပါတယ်မြမအသင်းကအုပ်စုဖွဲ့ပွဲစဉ်နှစ်ခုမှာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်အသင်းတို့ကိုအနိုင်ရရှိခဲ့ပြီး6မှတ်ဒီပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့မြမအသင်းကအော်တိုဘာလ9ရက်နေ့မှာစီးရီးယားအသင်းကို5-1နဲ့အေးနေခဲ့တာကြောင့်ချေစစ်ပွဲအောင်မှုမျှော်လင့်ချက်တွေကဝေဝါးသွားခဲ့ရပါတယ် လာမယ့်အောက်တိုဘာ14ရက်နေ့မှာတော့စီဒီအာအသင်းကိုအင်ကွင်းသွေးနာကွင်းမှာလက်ခံကစားဖို့ရှိနေပြီးတော့အဲ့ဘွဲမှာအနိုင်ရလက်ပုံဖော်နိုင်ခဲ့မယ်ဆိုရင်တော့နောက်ဆင်တရေးအတွက်ဆက်လက်မျှော်လင့်နေမှာလေးဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာအုပ်စုတွင်ပြိုင်ဘက်ပါကစ္စတန်အသင်းကလည်းမန်ယူနိုက်တက်ကစားမဟောင်းကိုပါခေါ်ယူထားပြီးတော့ကမ္ဘာအဆင့်200ဝန်းကျင်မှာရပ်တည်နေပြီးမြေအာဖဂန်နစ္စတန်ကိုတရေးကစားပြခဲ့ပါတယ်။ပင်ရီလဲချော်ခဲ့လို့သာပါကစ္စတန်တို့နိုင်ပွဲနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ဒီဘွဲကအသက်32နှစ်ရွယ်ကွင်းလက်လူအဇတ်ဟူစိန်အတွက်ပထမဆုံးချိန်ပါကစ္စတန်လူရင်းအသင်းနဲ့ကစားကွင်းရခဲ့တာဖြစ်ပါတယ်။ အဇတ်ဟူစိန်ကလွန်ခဲ့တဲ့15နှစ်လောက်က United Academy မှာအလားအလာအကောင်းဆုံးကစားမတူဖြစ်ခဲ့ပြီးတော့ကာရင်ဂျာမှာ2009ကနေ2017ထိကစားခဲ့ရပါတယ်။ဒါပေမဲ့စင်ဒီယာအသင်းကြီးနဲ့တော့တကြိမ်မှကစားခွင့်မရလိုက်ပါဘူး။ဒါပေမဲ့ဟူစိန်ကအသက်18နှစ်ပြည့်ချိန်2010ဇန်နဝါရီတုန်းက United နဲ့ Professional စာချုပ်အချုပ်ဆိုခွင့်ရခဲ့ပါသေးတယ်။ဟူစိန်ကပါကစ္စတန်အတွက်ပထမဆုံးပွဲစဉ်မှာပဲခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့2026မတ်လမှာကစားမယ့်အာရှဘလားခြေစစ်ပွဲမှာလည်းမြန်မာအသင်းတတိထားမယ့်ကစားမှာဖြစ်လာဖို့ရှိနေပါတယ်ခင်ဗျာ။